န်းအီကံမင်းဒီရုပ်ပေါ်စုံနေဦးတို့ရဲ့ရွှေတွေးကြတယ်မှာတုံးနဲ့မြက်တာဇေမာရီယာဟာနေတိုင်းနေထုံပြီးနေ့နေ့ထမင်းစားခြင်းဆိုရေရင်အနည်းတစ်ပင်ကြီးမှာထမင်းထိုင်စားလေးရှိတယ်အဲ့ဒီအချိန်မှာရေရင်ထဲကပစုံလုံးတစ်ကောင်ဟာကုန်းပေါ်ကိုတက်လာတယ်စိတ်ကောင်းရှိတဲ့လေသမားဟာပစုံလုံးလေးကိုထမင်းတွေခြာကျွေးလိုက်တယ်ထမင်းစားခြင်းတိုင်းပစုံလုံးလေးရောက်လာတယ်လို့ လေသမားကလည်းအမြင်အစာကျွေးတယ်။သူတို့နှစ်ဦးဟာမိတ်ဆွေတွေဖြစ်သွားကြတယ်။သူတို့ရဲ့အထက်တစ်ပင်ပေါ်မှာကြီးပုံနဲ့ကြီးမားနေကြတယ်။ရှင်မဘာလို့မိုင်းနေတာလဲ။ဘာစားကျင်လို့လဲ။ရှင်မစားကျင်တာယူပေးမှာလား။ရှင်မစားကျင်ရင်ရောက်အောင်ယူပေးမယ်။ဒီတစ်ပင်အောက်ကလေသမားရဲ့မျက်လုံးကိုစားကျင်တယ်။စိတ်ချရောက်အောင်ယူပေးမယ်။ကြီးပုံဟာသူ့မိတ်ဆွေဝင်ရောက်စီတွားပြီးအခုညီတောင်းနေ။ဒီနေ့ ်နေသမားသမင်းစားနေတဲ့အချိန်ဝင်းရောက်ရောက်လာပြီးနေသမားရဲ့ခြေထောက်ကိုပေါက်လိုက်တယ်။နေသမားလဲကျတော့တဲ့အခါမျိုးလုံးကိုဖောက်ဖို့ကြီးမူကဝဲဆင်းလာပါတယ်။ဒါကိုမစုံလုံးတွေးလိုက်လေတယ်။ဒါနဲ့မစုံလုံးကကြီးမူရဲ့လက်ဘင်းကိုညှက်ထားလိုက်တယ်။အဆွေမွေကဲပါအောင်မစုံလုံးကငါ့ကိုညှက်နေတယ်။ကြည့်ရတဲ့ကြောင့်မွေဟောင်းရောက်လာတဲ့အခါမစုံလုံးကကျန်းတဲ့လက်မတစ်ဖက်နဲ့မွေဟောင်းရဲ့လေဘင်းကိုပါညှက်ပြလိုက်တယ်။မစုံလုံ ဘာလို့ကြီးနဲ့ငါ့ကိုညှက်ထားရတာလဲမွေဟောက်တင်းပေါက်လိုက်တဲ့လေသမားဟာငါ့ရဲ့မိတ်ဆွေဖြစ်တယ်ဒါဆိုရင်တင်းမိတ်ဆွေရဲ့အတက်ကိုငါကယ်နိုင်တယ်ငါ့ကိုလွတ်ပေးပါငါမိတ်ဆွေရဲ့ကိုယ်ထဲကအစိတ်တွေတင်းပြန်ယူပြီးသူအကောင်းပကတိဖြစ်မှငါပြန်လွတ်ပေးမယ်ဒါဆိုအစိတ်ကိုပြန်ယူနိုင်ဖို့အနေငယ်လျှော့ပေးပါမွေဟောက်လည်းအစိတ်ပြန်ယူဖို့ကတိပေးလိုက်တယ် မွေးရောက်ကလယ်သမားစီကအစိတ်တွေကိုပြန်ဆော့ယူလိုက်တယ်။မကြခင်အစိတ်ကုန်သွားလို့လယ်သမားလည်းပြန်တက်တာလာတယ်။အဲ့ဒီအချိန်မှာဗဇွန်လုံးဟာမွေးရောက်ရဲ့လယ်ဘေးကိုတင်းတင်းကြပ်ကြပ်ပြန်ညှင်းလိုက်တယ်။ဂျီမိုင်းနဲ့မွေးမိုင်းကင်းတို့အသက်ရှင်နေရင်ငါရဲ့အတက်လည်းစိတ်မချရဘူး။ငါမစွေအတက်လည်းစိတ်မချရဘူး။ကဲတေးပြီးတော့ဗဇွန်လုံးကဂျီနဲ့မွေးရဲ့လယ်ဘေးတွေကိုကကြည့်နဲ့ညှက်တလို့ဆက်ချလိုက်ပါတော့တယ်။ ။ဘယ်လိုလုံးနဲ့လေသမားတို့လဲမိတ်ဆွေကောင်းတွေအဖြစ်ပြောပြောရှင်းရှင်းနဲ့နေသွားကြပါတော့လေ။